ဒီဇာတ်လမ်းလေးကတော့ zombie virus အခုခံနိုင်ရတဲ့သမီးဖြစ်သူကိုဘယ်လိုရေးဆော့ရှော့သွားလဲဆိုတာကိုဟာတာဆန်ဆန် drama ပုံစံနဲ့ကြည့်ရှုရမှာပါ။တခါတော့ကဂျင်ဝမ်တယောက်ဟာဆိုးမှသမီးဖြစ်သူနဲ့အတူနေထိုင်ခဲ့တာပေါ့။သမီးဖြစ်သူကတော့အကကရတာကိုဝါသနာပါပြီ။အကသမားတယောက်ဖြစ်ဖို့ချိုးစားနေတဲ့သူပါ။သူတို့အိမ်မှာတော့အေယုံခေါ်တဲ့ကျောင်းကောင်လေးရှိပြီး TV မှာပြသနေတဲ့ virus တွေကူးစက်နေတဲ့တဲ့င်းကိုစရိယာကြီးစတိုင်နဲ့ကြည့်နေခဲ့ပါတယ်။ ခဏကြာမှာတော့စူအားရဲ့မွေးနေ့ဖြစ်တာကြောင့်အဖွားပြည်သူနဲ့ဖုံးပြောနေခဲ့ပြီးလက်ဆောင်ကိုစူပါနားမှာထားရတာကြောင့်စူအားလျောက်လက်ဆောင်ဖွင့်ကြည့်နေချင်းဘရင်ဘော့ကနေဘေးကန်ကမိန်းမတယောက်နဲ့လူတယောက်ကိုဘာဘာမညာညာလုံနေတယ်ထင်နေခဲ့ပါတယ်ခဏကြာမှာတော့ဇွန်ဘီဖြစ်နေတဲ့မိန်းမကြီးမှာသူတို့ဘရင်ဘော့ကိုလာရောက်တိုက်ခိုက်ခဲ့တာကြောင့်အရင်ဆုံးပြင်ထွက်ဖို့ပြောကထွက်ပြေးလာခဲ့ကြပါတယ်အပြင်မှာတော့တမျိုးလုံးကကူးဆက်ခံနေရတာကြောင့်ဖုံးဆက်ကအကူအညီတောင်းဖို့လုပ်ခဲ့ပေမဲ့ဖုန်းလိုင်းကလည်းမြန်မာနိုင်ငံမှာလို့မိမနေခဲ့တာကြောင့် ဘွားရှိတဲ့ရွာလေးစီသွားဖို့လုပ်လိုက်ပြီးဒီဇွန်ဘီအုပ်တွေကြားထဲကနေဖြတ်သွားဖို့ဇွန်ဘီပုံစံဟန်ဆောင်လိုက်ကြပါတယ်။ဇွန်ဘီတက်တောင်ဇွန်ဘီနေကြတဲ့သူတို့ကိုနောက်ဆုံးမှတတိထားမိသွားကပြေးလိုက်လာခဲ့ကြပါတယ်။ပြေးနေရင်စူဟာတယောက်လဲကျသွားကဇွန်ဘီဘွားကြီးရဲ့ကြိုက်တာခံရမယ့်ချိန်အဖေပြည်သူမှလက်ထုခံကအကိုက်ခံလိုက်ပေမဲ့ဇွန်ဘီဘွားကြီးကအန်ကတ်တက်ထတာဂျင်ဝမ်တယောက်တက်တာရဲ့ရာသားခဲ့ပါတယ်။နောက်ဆုံးမှတော့ဂျင်ဝမ်တယောက်စူဟာကိုခနပုတ်ခိုင်းကကောက်တက်ယူလာပြီးထွက်ပြေးလာခဲ့ကြပါတယ်။လွန်မြောက်လာလို့ပြောနေတဲ့ဂျင်ဝမ်လည်း ဆူအားရဲ့ပုံစံကမူမမှန်နေတာကြောင့်မေးလိုက်တဲ့ချိန်တယောက်တည်းရှိနေတော့ကဇွန်ဘီကလေးလေးမှကိုက်လိုက်တာဖြစ်ကြောင်းပြောလိုက်ပြီးတမီဇွန်ဘီဖြစ်တော့မှလားလို့မေးလိုက်ပါတယ်။ဂျင်ဝမ်လည်းကူးစက်ခံရတဲ့အဆူအားကိုတတိမိအောင်တစ်ချက်တီးလိုက်ပြီးအဖွားပြစ်သူတန်းခေါ်လာခဲ့ပါတယ်။ဆူအားရဲ့အဖွားအိမ်ကိုရောက်တာနဲ့ဂျင်ဝမ်ကိုပါကစ္စတန်နဲ့လာရလဲလို့မေးလိုက်ပါတယ်။ ဂျွန်ကလည်းတမိပြသူကနေမကောင်းကြောင်းပြောလိုက်တာကြောင့်စိတ်ပူပြီးအခန်းထဲပြုတ်ဝင်သွားတဲ့အချိန်ရှုပ်ပေါက်အောင်မွေးရတဲ့ဆူဟာကိုအဖွားလက်ရာလေးလွတ်ပေးလိုက်တာကြောင့်တတိမေသွားခဲ့ပြန်ပါတယ်။ဆူဟာပြန်တတိရလာတဲ့အချိန် TV မှာကူးစက်ခံနိုင်ရတဲ့သူတွေနဲ့အနားမမနေဖို့တရင်ပေးကြဖို့တတိပေးနေပါတယ်။ဂျီဝန်တယောက်အပြင်မှာလိုရာကြီးထုတ်ဝင်နေတဲ့ချိန်ကူးစက်ခံနိုင်ရသူတွေကိုစစ်တပ်ကရှင်းနေနေတာကိုဂျီဝန်တွေ့သွားတဲ့ကြောင့်အမေပြစ်သူကိုဆူဟာအကြောင်းကိုဘယ်သူမှမပြောဘူးပြောလိုက်ပြီးသူ့လက်နဲ့သူ့ကိုယ်တိုင်ပဲတတ်ဖို့လောက်ခဲ့ပေမဲ့ ။သမီးဖြစ်သူရဲ့ဘုံရည်ဒီစိတ်ထဲမှာမြင်အောင်လာပြီးမလို့ရတော့တာကြောင့်အမေဖြစ်သူမှသူပဲလှုပ်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ဂျင်းဝဲလည်းအမေကိုတားလိုက်ကစူဝန်နဲ့အတူတည်ဖို့လုပ်နေတဲ့အချိန်အဖွားကြီးမှတယောက်တစ်ချက်တီးပေးလိုက်ကသားမီးနှစ်ယောက်စကားပြောနေတော့စူဝါတယောက်ထွက်ပြေးသွားခဲ့ပါတယ်။တရွာလုံးလိုက်ရှာခဲ့ပြီးနောက်ဆုံးမှစူဝါရန်ကြိုက်တဲ့နေရာတစ်ခုကိုလိုက်သွားခဲ့ကအဲ့ဒီမှာစူဝါရှိနေတာကြောင့်စူဝါတယောက်အသက်ရှင်နေကြောင်းပြောလိုက်ပါတယ်။ အကြောင်းမှာတော့သူမငငယ်တော့ကဒီနေရာမှာဆော့ကစားရတာကိုအရန်ကြိုက်ကြောင်းပြောလိုက်ပြီးနောက်ထပ်ဆူဟာကြိုက်နေတဲ့တဲ့တချင်းတစ်ပုတ်ကိုဖွင့်လိုက်ပါတယ်။ဆူဟာကတော့ဇူမီတဝက်ဆူဟာတဝက်ပုံစံနဲ့ကနေခဲ့ပါတယ်။အဲဒီနောက်အင်ပြင်ခေါ်လာအသိရှိနေတဲ့ဆိုရင်ဒီကျက်ဥထမင်းကိုစမပဲလို့ပြောလိုက်ပြီးမယ်အမဲဥပဲစားနေရကြအောင်ဖတ်ပြသူမသူငငယ်ကနေတူကြောင်းပြောနေတော့ဂျဝန်တငငယ်ချင်းရောက်လာကမတွေ့ရတာကြားတဲ့ဂျဝန်ကိုနှုတ်ဆက်လိုက်ပြီးဆူဟာရဲ့ပုံစံကိုသတိထားမိကအပြင်ထွက်ပြီး စစ်တပ်ကိုသတင်းပေးပို့လုပ်နေတဲ့အချိန်ဂျင်ဝမ်တယောက်တားလိုက်ပြီးသူ့သမီးကိုအကြောင်းမကြားဖို့နဲ့ဆူဝါတယောက်အသက်ရှင်နေခြင်းကြောင်းပြောလိုက်ပါတယ်။ထို့နောက်ဆူဝါရဲ့မညံကိုပြင်လဲရအောင်လေ့ကျင့်ပေးမယ်လို့တောင်းပန်လိုက်တာကြောင့်ဒုံပဲလည်းမသိကြအောင်ဆောင်ပေးလိုက်ပြီးဒီဗိုင်းရပ်စ်တဲ့အတွက်ကုသဖို့ဆေးဝါးကိုအစိုးရကဖော်ဆက်နေတာကြောင့်သူပါကူညီပေးမယ်လို့ပြောလိုက်ပါတယ်။ထို့နောက်တငယ်ချင်းနှစ်ယောက်ဆူဝါကိုအတူတူလေ့ကျင့်ပေးကာ ူးစက်ခံရတယ်ဆိုတာရဲ့တိုးတက်မှုတွေကိုမှတ်သားထားခဲ့ပါတယ်။ဒီနေ့မှာဆိုတာအတွက်မိတ်ကပ်ပစ္စည်းတွေကိုတော့ဝယ်တဲ့အချိန်တစ်ချိန်ကငွေချေးဥကိုတွေ့တဲ့အကြောင်းပုံနေလိုက်ပြီမဲ့ဂျိုဝန်ကိုတွေ့သွားတဲ့ယွမ်ဟန်တယောက်ကဝင်နှုတ်ဆက်လိုက်ပြီးအတူပြန်လာခဲ့ကြပါတယ်။လမ်းမှာတယောက်အကြောင်းတယောက်ပြောလိုက်ပြီးသမီးဖြစ်သူနဲ့ဒီယောက်ကိုလာနေတယ်ဖြစ်ကြောင်းပြောလိုက်တော့လာလေလို့ရမလားလို့မေးလိုက်ပြီမဲ့ဂျိုဝန်ကတော့ညှင်းလိုက်ပြီးဆိုတာအကြောင်းတွေကိုသိသားမှကြောက်တာကြောင့်လမ်းမှာပဲဆင်းခဲ့လိုက်ပါတယ်။အဲဒီညာတကယ်ချင်းတော့ယောက်ဆုံးကဆွာကိုအိမ်မှာပဲမထားပဲချောင်းတက်ဖို့ပြောလိုက်ပါတယ်။ထို့နောက် ယွန်ဟာမသူနဲ့ဆက်ဆက်ထားတဲ့သူဟာဇွန်ဘီဗိုင်းရပ်စ်ကူးခံထားရတဲ့ကြောင့်သူကိုယ်တိုင်တက်လိုက်ပြီးဇွန်ဘီတွေကိုမုံချောင်ပြောင်းတယောက်လန်သွားခဲ့ပါတယ်။ထို့နောက်ဆိုးကိုခဏပြန်ကဆူဝါရဲ့ပစ္စည်းကိုတည့်ယူတဲ့အချိန်ဆူဝါရဲ့ဘုံကြီးကတတိယလာတဲ့ကြောင့်ငုံနေခဲ့ပါတယ်။ထို့နောက်ဆူဝါရဲ့ဘုံကနေဆူဝါရဲ့အကြိုက်ဆုံးနေရာတစ်ခုကိုမြင်လိုက်ရတဲ့ကြောင့်ဒုံဟဲကိုအတူတူလိုက်ခဲ့ပြီးပြောလိုက်ပါတယ်။ဂျိုဟဲကိုရလာတဲ့အချိန်မှာယွန်ဟာကိုတွေးလိုက်တာကြောင့်လန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကုသခဏရရတဲ့ဆိုတာထွက်လာတာကြောင့်ယွဟာကိုအတိတ်နှင်ထုတ်လိုက်ကြပါတယ်။နောက်တစ်နေ့မှာတော့ဆူပွဲတော်တစ်ခုကိုဆူအရောတော်ရောင်ထွက်လာခဲ့ကြပါတယ်။ တစ်ဖက်မှာတော့အုံပုံရွာမှာကူးဆက်တဲ့သူမရှိကြောင်ပြောနေတဲ့အုပ်ချုပ်ရေးမှူးကစိဝါကိုအိမ်မှာပဲမထားပဲကြောင်းပုတ်ပေးဖို့ပြောလာပါတယ်။ဘွဲ့တော်တွေမှာတော့စိဝါဖော်ဆတာအောင်မြင်တဲ့သတင်းတက်လာတာကြောင့်ဂျွန်းလို့ပြောနေတဲ့အချိန်စိဝါတရပျောက်သွားခဲ့ပြီးအိမ်နောက်စိဝါကိုသူကြိုက်စုံမှုဆိုင်မှာတွေ့သွားခဲ့ပါတယ်။အဲဒီအချိန်မှာတော့အိမ်မှာယွာကစိဝါရဲ့အကြောင်းကိုသိသွားခဲ့ပြီးစိဝါဟာဂျွန်းရဲ့သမီးရင်းလည်းမဟုတ်ပဲသူ့မှတ်သိဆုံးသွားတာကြောင့်သူ့အမရဲ့သမီးကိုမွေးစားရတာဖြစ်ပြီးတိုင်ကြမယ်ဆိုရင်တော့ဂျွန်းကိုတော့အေးအေးယူမခံရဘူးကိုကြီးပေးပါလို့အမေပေးသူကတောင်းလိုက်ပါတယ်။ အမှန်တော့ဂျွန်ဝန်ကစူအားအတွက်သူ့ရဲ့ငရေတဲ့အခြေအနေကိုပေးထားတဲ့အထိတောင်းယူခဲ့ပါတယ်။အဲ့ဒီအချိန်ဂျွန်ဝန်တို့ပြန်ရောက်လာကဇွန်ဘီဖြစ်နေတဲ့စူအားကိုတပ်ဖို့တကယ်လုပ်နေတဲ့ယောဂါကိုတားလိုက်ပြီးဂျွန်ဝန်ကစူအားကိုသူထိန်းချုပ်လို့ရကြအောင်ပြောလိုက်ပါတယ်။စူအားသာတကယ်ထိန်းချုပ်လို့ရရင်အเจ้าကိုပို့ဝေဖို့နဲ့ဒါမှသာသူလက်ခံပေးမယ်လို့ပြောလိုက်ပါတယ်။မတက်နိုင်တဲ့ဆုံးမှာတော့ဇူဟာကိုကြောင်းပို့ဖို့လုပ်ခဲ့ပေမဲ့အားသာချိန်မှာတော့ဘတ်စကတ်ဘောဆောင်နေတဲ့အချိန်ဂျွန်ဟာပြစ်လိုက်တဲ့ဘောလုံးကြောင့်ဆူဟာရဲ့မျက်နှာရွေသွန်းသွားခဲ့ပါတယ်။ထို့နောက်ဒွန်ဟာကုသပေးခဲ့ပြီးဆူဟာမှလည်းတကယ်ချင်းသုံးယောက်ရရှိလာခဲ့ပါတယ်။ အိမ်နောက်မှာတော့ဆင်ပြေနေပြီထင်တဲ့ဂျင်ဝမ်တန်ကယ်ဆုံးမှုရောက်လာခဲ့ပါတယ်။ဘွဲ့ရသားတို့ကဆူဝါရဲ့ထိုးစက်တဲ့ပုံစံတွေကတည်မတက်လာကဆူဝါနေရဲ့နေရာကိုဖျင်းပြစ်သူမှရောက်လာကစစ်တပ်ကိုအနံပြီးပတ်ဆက်ယူဖို့ရောက်လာခဲ့ပါတယ်။ ဂျပန်နဲ့ပြဿနာဖြစ်ပြီးဂျပန်ကိုရိုက်နှက်နေတာကိုမြင်နေရဆိုတာလေသူမရဲ့အဖေရှင်ကိုကတ်လိုက်တာကြောင့်ဇွန်ဘီဖူတာခဲ့ပြီးကုဆက်ခံရတဲ့ဇွန်ဘီကိုတော့ရှင်းလိုက်ပါတယ်ထို့နောက်ဂျပန်တို့သားပါနေရောက်ဒီရွာကနေအမေဆုံးထွက်ခွာသွားဖို့လုပ်ခဲ့ကြပါတယ်တင်းနဲ့ဆက်သွားဖို့ဆောင်နေတုန်းစစ်တပ်မှရောက်လာကတကားဖွင့်မေးဖို့ပြောနေတဲ့ချိန်သမီးဖြစ်သူကိုတက်မှာကိုသိနေတာကြောင့်ဆူဟာကိုအဖေကိုကတ်လိုက်ဖို့ပြောလိုက်ပြီးဒီလိုလုံးမှပဲသူတို့အတူတူရှိနေရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်ဆူဟာလည်းဂျပန်စကားကြောင့်ကတ်လိုက်ပါတယ်အဲ့ဒီအချိန်စစ်တပ်မှတကားပြန့်ဝင်ရောက်လာကကုဆက်ခံရပြီဖြစ်တဲ့ဂျပန်ကိုတနေ့နဲ့ဝိုင်းပစ်လိုက်တဲ့အခါလက်ချတော့ သွားတဲ့အဖေဖြစ်သူကိုကြည့်ပြီးအဖေလို့အတန်ထွက်လာတဲ့ဆိုတာကိုမပြစ်ဖို့တားလိုက်ပါတယ်။အဲဒီနောက်ဆိုတာတယောက်စေးုံကန်းထဲမှာသတိရလာပြီးအဖေဖြစ်သူကိုမေးလိုက်ပါတယ်။တကယ်တော့ဂျင်ဝမ်တို့မျိုးရိုးကသွေးနဲ့လေ့ကျင့်ပေတော့ကရခဲ့တဲ့ဒဏ်ရာတွေကဂျင်ဝမ်ကိုဗိုင်းရပ်ခန့်နေခုခံပေးနေတာပါ။ဂျင်ဝမ်ရဲ့သွေးကနေတဆင်းဆိုတာကူတက်ပေးခဲ့ပြီးဂျင်ဝမ်ကတော့ကိုမဝင်နေခဲ့ပါတယ်။၆လကြာမှာတော့ဆိုတာတယောက်အကပြန်နေတဲ့သချင်းတဲ့ကိုကြားကဂျင်ဝမ်တယောက်ဒိတ်ဝင်လာခဲ့ကဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်။ဒီဇလန်လေးကတော့ဖက်ကင်မီတာကိုပေါ်ရတဲ့ကားလေးမျိုးချီရှုတင်ပါတယ်ခင်ဗျ။